ဒီညဗိုလ်မိုက်ခဲလိုက်ကတော့တကယ်ကိုမျော်မှန်းထားတာတဲ့ကိုအများကြီးပူရပါတယ်ကျွန်တော်လိုက်နှစ်နာရီလွှင့်မယ်ဘတ်တသိန်းဒီပါလောက်ရနိုင်တယ်ကျွန်တော်ထင်ထားတာပေါ့နော်ဘာလို့ဆိုတော့လကုံရက်ဗျာအခုဒီလိုရက်မျိုးပါဟိုပြတ်တုံးလက်တုံးဆိုတော့23ဆိုတော့ဟာမျိုးလိုပဲเนาะဟိုပတ်စံမထွက်ကြသေးဘူးလက်သေးကိုပတ်စံကုန်းနေတဲ့ရက်တွေမှာကျွန်တော်ကရက်ကိုမတွက်နိုင်ဘူးလွှင့်လိုက်တယ်ဒါပေမဲ့မထင်မှတ်ထားလောက်အောင်ဝင်းရမှုရတယ် ထိုင်းဘတ်ဒီဒီလူတာတယ်အားလုံးပေါင်းဘန်းဝင်နှစ်သိန်းကျော်ပါတယ်ကျွန်တော်စိန်ရခုပေါင်းနေတယ်ဟိုမှာဘုံမိုင်ခဲတဲ့ဖွဲ့ကနာယကကြီးကကိုနေ့ကလမ်းမှာမို့လို့တဲ့လမ်းပြီးဖုံးဆက်တယ်အဲ့တော့သူတို့စိန်ပေါင်းပြီးကျွန်တော်တီးတဲ့အားလုံးပေါင်းဘလောက်ရတယ်ဆိုတာကိုပြန်လေချင်းညာပေးမှာပဲနော်အဲ့တော့ဓမ္မကြီးလိုက်ဒါပြည်သူတွေဒီတော်လိုင်းမှာတွေးအေးလားမအေးဘူးလားဆိုတာအဲ့ဒါဒီညကျွန်တော်တို့ဘုံမိုင်ခဲလိုက်ကတက်တယ်ပဲနော်အခုဒီမှာဒါ Union Brother အပြောပဲ sorry PSU network ဒီမှာလက်ကုံရက်တော်မှာလှူတဲ့စိန်ကိုကြည့်လိုက်ဒါခနဲ့ဒါ22ရက်နေ့ နှစ်နှစ်ရက်နေ့တနေ့တယ်ဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်အဲ့ဒါနှစ်နှစ်ရက်တနေ့တယ်နော်ဒီမှာဒါနှစ်နှစ်ရက်နေ့ဒီမှာ25ရက်နေ့ဒီမှာ25ရက်နေ့နော်ပြီးရင်ဒီမှာ24ရက်နေ့ဒီမှာ24ရက်နေ့နော်ပြီးရင်ဒီမှာ23ရက်နေ့ကဲဒီလိုရက်တွေဆိုတော့ဒါဟိုငွေတွေပြတ်နေတဲ့အချိန်ဗျာဒီမှာကြည့်လိုက်နော် အဲ့ဒါက PSC နဲ့ဝက်အဲ့တော့ခင်ဗျားဘိုမန်ကဲလိုက်ထဲမှာကျွန်တော်လာမေးကြတယ်ဟိုလက်စင်လှူကျင်နေ PSC နဲ့ဝက်ဘယ်လိုလှူရလဲဆိုရင်အခုကျွန်တော်ပုံပြထားတဲ့ PSC နဲ့ဝက် Pay Messenger ကနေဆက်သွယ်တော့ပါဒီ PSC နဲ့ဝက်ကိုဘာကြောင့်ထည့်ခိုင်းကျင်နေဆိုတော့ကျွန်တော်အမြဲပြောသလိုပေါ့နံပါတ်1ဘယ်ကောင်းမှခိုးလို့မရဘူးဒီစနစ်ကနော်ငွေကြိုင်နှန်းတာတယောက်စည်ရင်းကြိုင်နှန်းတာတယောက်တာဝန်ခံနှန်းတာတယောက်နော်ပြီးလို့ရှိရင်နံပါတ်2ကကျွန်တော်တိတ်ခါရှိဆိုတာနဲ့ကျွန်တော်တော်လိုက်ရင်းမှာပါဝင်ကူညီနိုင်တယ် အာဈေးတွေလိုက်အခန်းတွေလိုက်ပြီးနေဘူးဇကလိုက်ဖလားသလုံးနဲ့နော်အလူခံပြီးတော့မှကျွန်တော်ပို့เสียမှာလို့လာကုံလာနဲ့တွေ့တူတောင်းဝင်တိတဲ့ပြည်သူတွေကတောက်လျှောက်သူတို့ငွေသူတို့လွှဲပြီးွားပြီဒါတစ်ချက်နောက်တစ်ချက်ကြတော့တယောက်ကို200ဘတ်ဆိုတော့ဗျာမိန်းကလေးဆိုရင်မိတ်ကတဘူးစားပဲရှိတယ်ယောက်ျားလေးဆိုရင်ဘီယာသုံးလုံးစားပဲရှိတယ်အဲ့တော့တလားလုံးနေမှဒီဘီယာလေးသုံးလုံးရွှတ်တောက်ပြီးတော့ရွက်200ထည့်လိုက်တယ်တခုခုအခက်အခဲဖြစ်လာတယ်ကိုယ့်ကိုပြန်လဲကူညီပေးလို့ကောက်ရိုးတမင်ရှိတယ် ဘာမှအခက်အခဲမရှိဘူးအခုလက်ရှိကျွန်တော် PSC အဖွဲ့ဟာတလဝအဖွဲ့20 30လောက်တော့ချက်ချနေတာပေါ့နော်အဲ့တော့အဲ့ဒီအဖွဲ့ထဲမှာတခါကျရင်တလလုံးနေလို့တယောက်မှမကူညီရတဲ့လားရှိတယ်။နောက်ထဲတဲ့လူတွေအားလုံးကလေးစားဖို့ကောင်းတာကတော်လှန်ရေးအတွက်ဆိုလဲစိတ်နဲ့ထည့်ထားကြတာဖြစ်တဲ့အတွက်တလလုံးနေတော့မှကျွန်တော်တခါကျရင်မကူညီရတဲ့လားရှိတယ်။ဒါဘယ်လိုဖြစ်ဖြစ်နော်90ရာခိုင်နှုန်းကိုကျွန်တော်ပြည်တွင်းကိုပို့တယ်အဲ့လိုပို့တဲ့နေရာမှာလက်တင်ရစတော့ခေါ်ကိုနဲ့ရင်းကြီးတဲ့အဖွဲ့ကိုပေးတဲ့ဟာမျိုးကျွန်တော်မလုပ်ပါဘူး အမိုဒီစစ်ရုံးချုပ်စည်ရေးဌာနကပေးတဲ့စည်ရင်ပိုင်းနဲ့ပြည်နယ်အခုကျွန်တော်တို့ကပိုင်းတစ်ခုပြည်နယ်တစ်ခုကိုဘယ်နှဘွက်လောက်ပေးပါဆိုရင်၄ဘွက်ဆို၄ဘွက်အဲ့လိုပေးလိုက်တယ်အဲ့ဒီစည်ရင်ကိုမှကျွန်တော်တို့ကပြန်မဲနိုင်ပြီးတော့ချပေးတာပိုင်းနဲ့ပြည်နယ်အနှံ့အဲ့ဒီပုံစံမျိုးသွားတာဖြစ်တဲ့အတွက်ပြန်လဲပြည်ပြည်ကိုပြန်ပို့တဲ့နေရာလဲတိုင်းနဲ့ပြည်နယ်မျက်မျက်သားသားရှိတယ်နောက်တစ်ခုကတော်လိုင်းအတွက်လဲတကယ်ကိုအကျိုးရှိတယ် MOD ကိုကျွန်တော်တို့စည်ရင်တောင်းဝင်မဲ့ငွေကိုအောက်ခြေထိကျွန်တော်လက်ထက်ထည့်ပေးတာ နော်ဟိုဘယ်လိုပြောမလဲဗျာတခုတည်းကိုခြုံပြီးတော့အာနာရထားတဲ့လှုပ်ခွေရထားတဲ့အရာ PS မှာမရှိဘူးထောက်ပို့တယ်မရှိလဲလှုပ်လို့ရတယ်ကျွန်တော်တာဝန်ခံထားတယ်ဆိုပေမဲ့ကျွန်တော်ကတာဝန်ခံတတ်တယ်ပဲဒီစရင်တွေဆွဲတာစရင်ကောက်တာဆိုတာ PS ရုံးဖွဲ့ရစရင်ကောက်တယ်စရင်ကန်ရစရင်ကန်တတ်တယ်ကိုထည့်လိုက်တဲ့ငွေဥစ္စာမှာတို့ကလည်းဒီမှာကြည့်လိုက်နော်တို့ဘန်စလစ်တင်နေတို့တနေ့စာတနေ့စာအဲ့လိုဆွဲရတယ်အမလူဦးရေဘလောက်ရှိတယ်အဲ့လိုဘန်စလစ်ဒါကြောင့်မို့လို့စလစ်တွေပို့ရနေတာ အဲတရားဆိုတရားစနစ်တကျပို့ပေးပါလို့ကျွန်တော်ပြောရတယ်အဲ့တော့ဒါတွေကကျွန်တော်တို့ဘသူပဲလာလို့လို့ကျွန်တော်လုံးမမဟုတ်ဘူးကြိုက်တဲ့လူလာလို့ဘသူမှကိုချိုးရှာလို့မရအောင်ရှာပြတ်ဒါကြောင့်မလို့ PSC network ကိုဝင်းရံကြပါနိုင်တဲ့နေရာကပါဝင်ကြပါလို့ပြောတာဒါကြောင့်ပြောတာအခြားနိုင်ငံတွေဟိုကျွန်တော်တို့လက်မခံသေးဘူးဆိုတာကအခြားနိုင်ငံတွေကြောင့်ကျွန်တော်မနိုင်သေးဘူးငွေလက်ခံမဲ့အပိုင်းရယ်ပြန်လဲကူညီပေးတဲ့အပိုင်းမှာအခု loss တဲ့ထိုင်းတနိုင်ငံကိုပဲကျွန်တော်လက်ခံတာဖြစ်ပါတယ် တော့ဒီနေ့လိုက်မှာဝင်းရံသွားတဲ့ဒူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် PSD network မှာလည်းလာစင်ထက်ဝင်နေတဲ့ဒူတွေအားလုံးကိုလည်းလေးစားပါတယ်နော်တော်နိုင်နဲ့ပတ်သက်လို့ဝင်းရံလိုက်ထဲမှာဘုံမိုက်ခဲနဲ့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကိုကျိုးစည်းဝါရှာနေတယ်နော်ဒီတော်လန်ရင်းကိုခုတုံးလုပ်ပြီးတော့ကျွန်တော်ဒီပြည်သူတွေရဲ့ငွေကိုချွေးနှဲစာကိုကျွန်တော်ကိုကျိုးစည်းဝါအတွက်အတုံးပြုတ်နေတယ်ဆိုရင်လုံးဝတိတ်ကြီးမခံပါနဲ့နော်တခါတည်းပြောတော့အဲ့တော့ဒီတော်လန်ရင်းမှာကျွန်တော်ထောက်ဖို့အများကြီးလိုအပ်တယ် အခုလိုနေတာဘာလဲငွေတော်လိုင်းဘာကြောင့်မပြီးတာလဲငွေမရှိလို့ဆိုတော့အဲ့ဒီငွေမှာတကယ်စိတ်ရင်းနဲ့လုံနေတဲ့မှန်မှန်ကန်ကန်စနစ်တကျလုံနေတဲ့ထောက်ပို့တွေကိုဝင်းရံပေးပါအဲ့ဒီလူတွေကိုတိုက်ခိုက်လာမယ်ပြောဆိုလာမယ်ဆိုရင်အပြည့်အဝဝင်းရံပေးကြပါကိုဂျိုးရှာနေတယ်အကိုစီကိုဂျိုးရှာနေတယ်စော်ပစ်လုံးဝဟိုပါစပ်ပြောမပြောချင်တယ်တကယ်လက်တွေ့တက်တက်နောက်ဆုံးဖမ်းပြီးရှင်းလို့ရရင်ရှင်းမလိုက်ကြပြီးတော့ကျွန်တော်တို့ကျွန်တော်ရှင်းမလိုက်မကောင်းဘူးလား ဒါဆိုရင်တကယ်တော်လှန်ရေးကဘယ်နှစ်ကြာကြာကျွန်တော်မနိုင်เสียအကြောင်းမရှိတော့အခုဟာကလေဖန်းဒန်းစီထီထန်လန်းလျှောက်တဲ့လူကများတယ်ဟမ်ဟိုအခွင့်အရေးလိုချင်တဲ့လူပါတယ်ကိုချိုးရှာတဲ့လူတွေပါတယ်တကယ်လုံနေတဲ့လူတွေပါတယ်လေအဲ့တော့ဒီကိုချိုးရှာတဲ့လူတယောက်နှစ်ယောက်ကိုသင်ဟာစွပြောကြမယ်ဆိုရင်တကယ်လုံနေတဲ့လူတွေဘလောက်နစ်နာမလဲဒါလေးကိုအားလုံးသိစေချင်ပါတယ်အဲ့တော့တချို့တယ်ဆိုရင်အလုတ်ပိတ်ရဲ့လေးတစ်နေ့တောင်မှမနာဘူးတနေ့ဝင်နေတဲ့တနေ့အလုတ်နားရတယ်နော်နေ့တိုင်းအလုတ်ယုံစင်းဒါအဲ့ရလေအိတ်ရှင်တာပေါ့ ရှော်ဖို့လှုပ်ချင်တာပေါ့ကိုယ်အခန်းမှာကိုဒါမလှုပ်ကြဘူးအပြင်ထွက်ပြီးတော့အလူခံတဲ့ရတဲ့ငွေကိုတိုင်ရင်တက်ဖို့ပို့ပေးနေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲ့လိုထောက်ဖို့မျိုးတွေကျွန်တော်တို့ကဝန်းရံပေးရမယ်၊ကူညီပေးရမယ်။နောက်ပြီးတော့ထောက်ဖို့တွေများများထွက်လာအောင်ကျွန်တော်ဝိုင်းကြိုးစားပေးရမယ်။တကယ်လိုအပ်နေတာဒီတော်လမ်းမှာထောက်ဖို့ပဲ။နောက်ဘာဖြစ်လဲဆိုတော့တီဘိုးတည်းကျွန်တော်လုံးနေတာမဟုတ်စစ်ဘေးရှောင်တယ်။လက်ရှိမြန်မာပြည်မှာစစ်ဘေးရှောင်စခန်းတွေတပုံကြီးပြည်တွင်းထဲမှာရှိတဲ့ပလာဟိတဓမားတွေတထေးတွေဘဒူးလှူတဲ့ကြားတဲ့စစ်ဘေးရှောင် အနေချင်းတော့တယောက်တည်းလူရလာဝက်ရှိရှိနေမယ်ဒါတော့မှဟိုပြောပါတော့တာမဟုတ်ဘူးတကယ်ပြပရောက်တယ်ပဲကုညင်းနေရဘာလို့ဆိုတော့သူတို့ကြောက်တယ်လေစစ်ဘေးရှောင်တော့မှသူတို့မလူရဲဘူးเนาะအဲ့တော့ပြည်တွင်းကဒီမာကဘလို့ဖြစ်နေဆိုတော့လူရန်သား၂ရက်ဖြစ်နေတရက်ကဒီဒီကောင်တွေကိုခွေးကောင်တွေကိုမကြိုက်ပေမဲ့ကြိတ်မှိတ်ပြီးတော့ခံစားနေရတဲ့တရက်ကြံတဲ့တရက်ကတော့အခုเนาะအမှုပညာတွေလို့ဒီခွေးတွေနဲ့မျက်နှာပြောင်တိုက်ပေါင်းပြီးတော့ဘာကိုကျိုးရှာမလဲဆိုတဲ့တရက် အဲ့တော့ကျွန်တော်တို့ကနစ်နားနေတဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့စောက်ရှောက်ဖို့လိုသလိုအဲ့ဒီကိုကျိုးရှားနေတဲ့ကောင်တွေကိုကျွန်တော်ပြက်ပြက်သားသားတုတ်ပြန်ဖို့လိုတယ်အဲ့ဒီတုတ်ပြန်ဖို့အတွက်ဒီကျွန်တော် budget ပဲ budget ရှိမယ်ဆိုရင်အရာရာကိုကျွန်တော်လုပ်လို့ရတယ် budget ဒီအဓိကဒါကြောင့်မလို့ budget ရှာဖွေမဲ့ထောက်ဖို့တွေမြန်မြန်ပေါ်ထွက်လာအောင်ဝိုင်းပြီးစီးလုံးပေးပါဝိုင်းကြိုးစားပေးပါတော့ထောက်ဖို့အချင်းချင်းတိုက်ခိုက်တာတွေလုံးဝမလုပ်ပါနဲ့ဘာဖြစ်လို့လဲတော်လိုင်းပြီးလာမှတ်ထားအဲ့ချိန်ကျမှရှင်းွာအချင်းချင်း ကျွန်တော်ဆိုရင်လေဘလောက်ပဲမုန်းနဲ့ယွန်းတဲ့လူဖြစ်နေပါစေတော်လိုင်းလုံနေတယ်ဆိုရင်စိတ်ထဲမှာတော့တူယွန်းတယ်ကြည့်မရဘူးဒီကောင်စိတ်တက်အကျင့်စာကြီးတက်တူရဲ့လောက်ရောက်တိထားတယ်ဒါပေမဲ့တူကတော်လိုင်းကြီးကိုကူညီနေတာဖြစ်လို့ရှိရင်တောင်းတော့ဟောင်းမတိကြောင်ဆောင်ပေးဘာဖြစ်လို့လဲတူတယောက်ဒီတော်လိုင်းကြီးကိုအထောက်ပံ့ပြုနေတာကျွန်တော်ကတူကိုမကောင်းလို့စော်ပလိုက်မယ်တူကထောက်ဖို့လောကကြီးပြောက်သွားမယ်ဆိုရင်တူထောက်ပံ့နေတဲ့အဖွဲ့အစည်းကိုကျွန်တော်ထပ်ပြီးတော့မထောက်ပံ့မနိုင်ဘူး ဟုတ်တယ်နော်ကျွန်တော်လည်းကျွန်တော်နိုင်တော့ကျွန်တော်လုပ်တယ်လူတွေတူနိုင်တော့လူလုပ်တယ်အဲ့ဒီအတွက်ထောက်ဖို့အချင်းချင်းဟာဘာလို့ကောင်းလဲကာကွယ်ပေးရမယ်စီလုံးပေးရမယ်ညီညွတ်ပေးရမယ်အေးကိုချိုးရှာတယ်ဆိုရင်ခုနကပြောဘလို့ဘလို့အချက်တွေစော်ပြစ်အာမနာနဲ့အဲ့လိုမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဆွဆွဲနေတဲ့ပုတ်ခတ်နေအောင်ဆိုရင်တော့တကယ်လှုပ်တဲ့လူတွေစိတ်သက်ကြပြီးတော့တခိုးတွေကကိုချိုးရှာပါလိမ့်မယ်နော်အဲ့တော့ရန်သူကိုရှော့မတော့ပါနဲ့နော်ဘလောက်ပဲကိုတွေနိုင်တာနိုင်တာပွဲမသိမပြီးရင်ဘယ်တော့မှရှော့မတော့နဲ့ကျွန်တော်တို့တွေစီးလုံးဆိုတာနဲ့တုတ်ပြန်နိုင်မှဒီရန်သူကိုနိုင်မှာပါ ်ရန်သူကတလန်းချင်းတွားနေတာနော်ရှုံးနေတာကရန်သူပြက်တနာပြက်တက်ပြီးအချင်းချင်းစိတ်ဝမ်းကွဲနေတာနိုင်တဲ့ကျွန်တော်တို့တကယ်ကိုရီနာရှုံးနေမှဆိုဘယ်လောက်ဖြစ်တာမှလည်းမသိဘူးနော်ဒါကြောင့်မလို့လုံနိုင်တဲ့နေရာကပေါဝင်ကြပါပြစ်နိုင်ရင်တော့ဒီလိုမျိုးစနစ်တစ်ခုကိုတိဆောက်ကြပါအခြားနိုင်ငံတွေမှာလည်းနော်အဲ့တော့ပြန်လဲကူညီပေးလို့ရတယ်ပြပရောက်တွေကို ပြီးလို့ရှိရင်တိုင်းပြည်အတွက်လည်းစနစ်တကျစီးစင်းတဲ့အတွက်ဒီ PSC network မှာနိုင်တဲ့နေရာကဝင်ရမှာလို့ကျွန်တော်တို့တိုက်တွန်းတယ်ဒါပေါ်တင်ပြောတာပါဘာဖြစ်ဆိုလဲဒါဟာအားလုံးရဲ့အနာဂတ်အတွက်ပဲကျွန်တော်တို့တွေတိုက်ခါရှိသွားမယ်တော်လှန်ရေးကိုဘယ်နှစ်နှစ်ကြာကြာကူညီထောက်ပံ့နိုင်တဲ့စနစ်မို့လို့တိုက်တွန်းတာပါเนาะအဲ့တော့ PSC network နဲ့ဝင်ကြည့်ရင်ကျွန်တော်အခုပြထားတဲ့ PSC network ပေးရဲ့ messenger ကိုတွား messenger ကတွားပြီးတော့ member ဝင်ကြည့်လို့ပါဆက်သွယ်လို့ရှိရင်လိုအပ်တဲ့အချက်အလက်ကိုရုံးဖွဲ့တောင်းနိုင်တယ် ဲ့ဒီအချက်လက်တောင်းတဲ့နေရာမှာအဖေနာမည်အမေနာမည်တောင်းလို့ဆိုပြီးတချို့တွေကကြောက်ကြတယ်လုံးဝမကြောက်ပါနဲ့နာမည်တူနေနှစ်ယောက်ဖြစ်နေကျွန်တော်တို့ကအဖေအမေနာမည်နဲ့ခွဲရမှာမလို့ပါနော်အဲ့ဒီအချက်လက်တောင်းပြီးရင်ကိုယ်ပိုင်နာမည်ကျလာလိုက်မယ်ကိုယ်ပိုင်နာမည်ကျလာတဲ့တလောက်200ထည့်လို့ရအောင်ပါပြီနော်အဲ့တော့ PSC ပေလေးကိုတွေ့အောင်ဖြာပါတချို့တွေကြားလို့ရှိရင်စာပို့လို့မရရင်နောက်ထပ်အကောင့်တစ်ခုနဲ့ထပ်ပို့ကြည့်ပါနော်နေ့တိုင်းစာတွေပြန်ပေးနေပါတယ်ကျွန်တော် PSC ရုံးမွဲရနော်ထဲ့ဝင်တဲ့ PSC member ဝင်တွေအားလုံးကိုလည်းလေးစားပြီးတံမိုးထားပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်